ားလုံးမင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော်ဗာလီပြောချင်တာလဲဆိုတော့ကျွန်တော်ဟိုတရောကကျွန်တော်ဗီဒီယိုတစ်ပုတ်တင်တယ်ကျွန်တော်ကတော့ဈေးတွေအထက်ကြီးတယ်ကျွန်တော်ဈေးအများအားထက်ကြီးတယ်ကျွန်တော်လည်းဈေးမီးရတာမကြိုက်ဘူးကျွန်တော်ချက်ပေါက်လာဟိုလိုလာဒီလိုလာဈေးတွေ trade တောင်းတာမကြိုက်ဘူးဆိုတော့ကျွန်တော်ကိုအာ online shop ပဲရောင်းနေညီမတယောက်ကကျွန်တော်လာပြောတယ်အကိုကလည်းညီမတို့လည်းဈေးထက်ကြီးကျင်တယ်တဲ့ဒါပေမဲ့ညီမတို့တက်ထားတဲ့တင်နန်းဆရာကလည်းဈေးမထက်ကြီးနဲ့ဈေးထက်မကြီးနဲ့လို့ပြောတယ်ပေါ့ TikTok business ပါညာပေါ့ သိပါပြီအဲ့ဒါတင်တန်းနေရတယ်ပေါ်သလားမျိုးအခုအကောင်လုံးတင်တန်းခေါ်ပလာတာတွေတင်တန်းခေါ်နေနော်ပလာတာတွေရိုက်ချေတင်တန်းရှိတယ်တင်တန်းစရာပြောတယ်တဲ့ဈေးနှုန်းထက်မရင်းနဲ့ပေါ့ဘာကြောက်လဲဆိုတော့ customer တွေကိုတဲ့ကိုကဈေးနှုန်းထက်မရင်းဆိုတော့ customer ကိုမြားတဲ့စနေတဲ့ဒီမှာလူမျိုးတွေရဲ့စိတ်ကားတဲ့အဲ့လိုမျိုးဘယ်လိုမှမတခုသိကျင်လို့ရှိလို့တခုဆိုသူကသိကျင်တယ်ပေါ့နော်အဲ့သိကျင်တဲ့စိတ်ကြောက် customer ကိုမြားတာ Facebook ရဲ့ ego return အရလည်းကျွန်တော်တို့ comment တော့ရေးတယောက်လောက် comment တော့ရေးတယ်ဆိုအဲ့ friend to next friend ရှိတဲ့ လူ10ယောက်လောက်ကိုပြန်ပြပြီးတော့ viewer view များတယ်အဲ့လိုစနစ်ပုံစံမျိုးကြောက်တဲ့ထက်မရှိတာဇင်းလုံးနဲ့ညီမတို့ကလည်းထက်ရေးကျင်တယ်အဲ့ဒါဆိုအဲ့တနက်ဆရာကိုကျွန်တော်ကပြောကျင်တာတနက်ဆရာပြောတာမင်းတို့ကညီမတွေကိုတော့အထင်သေးတာပဲညီမတွေကမင်းတို့ခိုင်းတဲ့အတိုင်းလိုက်လုပ်မယ်လို့ခိုင်းပက်တွေထင်နေတာမင်းတို့တိုင်းမင်းတို့ခိုင်းတဲ့အတိုင်းလိုက်လို့ရမလို့ခိုင်းပက်တွေထင်နေတာပါလေတင်နေတာလေဘာဘာဘာ Facebook business ပါ냐ပါလေပါလေလေသူကလည်းမပြောတာကျွန်တော်မပြောတော့ပါ ဘာဘာဘလို့လဲဘာဘာဘာတင်းလဲဈေးနှုန်းကူးဝင်လင်ထက်ကြီးတယ်ဗျာဝယ်ချမ်းတို့တော့ဝယ်မှာပေါ့အစင်ကြီးဘာကိုခင်ဗျားတို့ဒုဒုကလာပြီးအောက်ကြောက်ခံပြီးတော့မင်းနေအောင်မကောမတ်မှာဘာဒုဒုကချက်ပေါက်ကိုလာပြီးမင်းနေအောင်ပါလေအဲ့လိုမျိုးတဲ့လာမင်းမှာလဲ Facebook က view တက်တာအဲ့လိုမျိုးလာမင်းမှာ Facebook က follower တွေများတာတဲ့ဟောဘာကြီးလဲပေါ့အဲ့တော့ကျွန်တော်ဒီမှာလဲဟိုចောင်းတင်ကန်းစားတင်ရုံအမှားမဟုတ်ဘူးအ business management နဲ့ပတ်သက်ပြီးတော့တင်လာတဲ့တင်ရုံတွေကလည်းအမှားတွေကလည်းအများကြီးပါပဲနော်ဒီငယ်တစ်ခုပြောချင်တာကကျွန်တော်တို့က free လေးလာလို့ရတဲ့အနေအားအများကြီးရှိတယ်။အလကားရတဲ့နေရာတွေအများကြီးရှိတယ်။ဘာလို့ပတ်စံအကုန်ခိုင်းဘာတင်တဲ့တော်တက်နေပါလဲ။တင်တဲ့တော်တက်ပြီးတော့ပြောဟိုဘလိုဘလိုစူးစမ်းဟိုလိုစူးစမ်းဒီလိုစူးစမ်းဟိုလို motivate ဟိုကျွန်တော်ဟိုဘလိုပြောမလဲအောင်မြင်သွားတာလို့ချမ်းသာသွားလို့အဆိုင်လေးပါလေးဖွင့်နိုင်သွားလို့ရှိရှင်ဟိုကြောက်ဥဟိုကြောက်တလုံးပဲတဝက်ပဲစားတော့တော့ခိုက်ပဲစားတော့လုံးဝမစားတော့လို့ဒီခါလေးဟိုဟိုဘလိုပြောမလဲဇက်ရီနာပြဟိုအင်တာဗျူးတွေလို့ဘာလို့အဲ့ဒါတွေလည်းဘာတွေတော့အဲ့ဒါတွေလည်းအဲ့လိုတင်ယုံညွန်းတဲ့နေရာလာတဲ့စနစ်တွေပဲလား ဘယ်လိုမျိုးမရှိခင်ကတော့ဘယ်လိုမျိုးဟိုကဖြစ်တာဘယ်ဘွားကနေဘယ်လိုအောင်မြင်လာတာဘယ်ဘွားကနေဒီလိုဟိုကလောက်ခဲ့တာဖုန်းတစ်လုံးရှိရင်မိမာစာဘယ်ဟိုကဖြစ်ကျွန်တော်တို့ပညာရတဲ့နီးလန်းတွေအများကြီးရှိတယ် free ရတဲ့ဟာအများကြီးရှိတယ် AI တွေလည်းရှိတယ်ဗျာကျွန်တော် free tick တွေလည်းရှိတယ်ဗျာအဲ့ဒါတွေလေးလာပေါ့အဲ့ဒါတွေလေးလာလို့ရင်တော့မှကျွန်တော်တို့အများကြီးတိုးတက်တယ်ဗျာနောက်စာအုပ်တွေစာတွေဖတ်ပေါ့စာအုပ်တွေဖတ်ပေါ့အဲ့ဆိုလို့ရှိရင်ကျွန်တော်အများကြီးတိုးတယ်ဗာတင်တိုင်းတွေတော်တော်ဗာပတ်စံတွေအကုန်ခံနေတာတော့တချို့ကပတ်စံပေါ်လို့ပတ်စံဖြုတ်ပတ်စံအပင်ရရတဲ့ကောင်တွေကိုမပြောဘူးနော်မိဘချမ်းသာတယ်ဆောင်းရမ်း ကိုတို့ကဘာမှဒုက္ခဆိုတာမသိဘူးရွှေပေါ်မြတင်နေလားတဲ့ပဆန်ဆိုတော့လူအပြင်ကနေခူးဆိုတော့ပဲဖြုံးနေတဲ့တုံးနေတဲ့ကောင်တွေမင်းတို့ရှိမဲ့တင်တာအကုန်တက်လိုက်မင်းတို့မပြောစိတ်ဝင်စားဘူးဒါပေမဲ့မရှိမဲ့ရှိမဲ့နဲ့ဟိုရင်းပြီးတော့တင်တဲ့တက်ရမယ်လူတွေဆိုလို့ရှိရင်တော့ဘာတင်တမ်းမှဟိုမတက်စေချင်အတမွေးဝမ်းကြောင်းတင်တမ်းအခုနောက်ပြောသလိုပေါ့အားပြင်းတဲ့တင်တမ်းအဲ့လိုအတမွေးဝမ်းကြောင်းတင်တမ်းတက်တာတော့ပြဿနာမရှိဘူး ဟိုဘာမဟုတ်လဲ speech ပြောတဲ့တန်းတိုင်းကိုသွားပြီးခွန်အားတွေယူပြီးတော့အဲ့ဒီ motivation နဲ့အဲ့ဒီအာအဲ့မှာတော့လုံးမဲ့တကယ်ပဲကြချမယ်လုံးမဲ့လုံးမဲ့ဟာအောင်မြင်အောင်လုံးမဲ့ဟိုလိုလုံးမဲ့ဒီလိုလုံးမဲ့နောက်တစ်ပတ်လောက်နေပျော့သွားအဲ့လိုမျိုးလည်းအဆင်မပြေဘူးအဲ့လိုမျိုးဆိုတော့ပတ်စံနေရေးဆုံးဆုံးဆုံးမြို့ပါပဲအဲ့တော့ဗျာတန်းတိုင်းဆရာတွေပြောမယ် solution တော့တကယ်ကောင်းတဲ့တန်းတိုင်းလည်းရှိပါတန်းတိုင်းတွေတကယ်ကောင်းတယ်တကယ်လိုက်လုံးမလည်းရမှာပါအဲ့ကျွန်တော်တို့လူတရာမှာသွားတက်လို့လည်းတရာလုံးအောင်မြင်တာမှမဟုတ်တာဟုတ်တယ်မလားအဲ့ခါကျရင်လည်းသူမအောင်မြင်တဲ့သူတို့ပြောမှာပါမင်းတို့ကပြင်းတာဟုတ်မင်းတို့တရားမှလည်းမလုပ်တာဟုတ်တကယ်အောင်မြင်ရင်တကယ်လောက်မှာဘာညာဘာညာဘာအဲ့လိုဂျင်းနေတယ်ဆရာအခုလည်းပြောတော့ ဈေးနှုန်းထက်ကြီးတာဘာဖြစ်လို့လဲမင်းတို့ပြောတဲ့ပုံစံတစ်ဖက် customer ကိုမလေးစားတဲ့ပုံစံ customer မင်းတို့လာပြီးတော့မေးရမယ်သူလိုချင်တဲ့ပစ္စည်းပတ်စံနဲ့ပေးပြီးဝယ်ရအောင်မယ်မင်းတို့လည်းလာပြီးဒုတိယထက်ပြီးတော့မေးရအောင်မယ်ကျွန်တော်ကတချို့ချို့ပစ္စည်းတွေကျွန်တော်ဈေးနှုန်းထက်မရေးဘူးဆိုတာပစ္စည်းတွေအဲ့ဗီဒီယိုတွေကပစ္စည်းတွေများနေပစ္စည်းတွေဈေးနှုန်းတွေလိုက်ထက်ရေးနေနေ product တောင်ကြည့်လို့ရအောင်မဟုတ်ဘူးကွယ်သွားလိမ့်မယ်အဲ့တော့ဈေးနှုန်းထက်မရှိတာအဲ့ကအဲ့လိုအဲ့လိုဟာတွေပဲရှိတယ် product တွေရှင်းရှင်းလေးပါလို့ရှိအကောင်လုံးဈေးနှုန်းထက်ရေးပို့ဝင်လေးပြောတယ်ချက်ပေါက်ကလည်းမခေါ်ဘူး Viber ကလည်းမခေါ်ဘူးဘယ်မှမခေါ်ဘူး comment မှာမင်း comment မှာဖြည့်ပြီး comment မှာပြောတယ် public မှာပုံမှန်နေမှာလို့ပုံမှန်နေမှာပြောတယ်အဲ့လိုကစားမောင်လာဟိုလာယူလာမေးတယ်ဆိုတော့ပုံစံဟိုလိုပုံစံဒီလိုဟိုလိုမခိုင်းဘူးဗျာကစားမောင်မခိုင်းဘူးကျွန်တော်ကစားမောင်လေးစားတယ်ကစားမောင်မခိုင်းဘူးကစားမောင်အလုပ်ပြီးမချုပ်ဒါပေမဲ့သူတို့ပြောတဲ့နေရာတကယ်ထိတယ်တကယ်ထိရောက်တယ်အဲ့ဒီကျွန်တော်ဈေးထက်မရေးတဲ့ဗီဒီယိုတွေမှာလေအောက်မှာလာမေးတယ်အဲ့ဒီဗီဒီယိုဆိုတော့ဘီယူဆိုတော့များတယ်ဗျာအဲ့ဒါဘာလို့အဲ့ဒါဘာကိုပြနေတာလဲဆိုတော့ကျွန်တော်တို့ကသူတို့ရဲ့ခိုင်းမဲ့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ပြောချင်တယ်ကျွန်တော်ဈေးထက်မရေးလို့ ਨੇ ျွန်တော်ကွန်မန့်အောက်မှာလာမမေးချင်မမေးနဲ့ဂျာတူတွေအောက်မှာတော့မမေးနဲ့ကျွန်တော်တို့အဲ့လိုတော့မေးနေတော့လုံနေသူတို့ကလည်းထက်ရေးမှာမဟုတ်ဘူးကျွန်တော်တို့ကမမေးဘူးသူကမလုပ်ဘူးတော့ဘူးဆိုလို့ရှိရင်ဈေးအထက်ရေးလာတယ်အဲ့ခါကျရင်သူတို့ရဲ့ view များတဲ့ပေါ်ဟာဒီပါရီညာတွေကလည်းအကုန်လုံးအလကားဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကကိုမာနာနဲ့ခုနေသိကျင်နေဆိုတော့မှကျွန်တော်တို့ကတော့ကိုမမမေးနဲ့ခြားမှာတော့မေးတော့မေးလိုက်ဟိုအရန်လိုချင်တယ်အရန်သိကျင်တယ်ဆိုလို့ရှိရင်တခြားအဲ့လိုမျိုးအရန်သိကျင်တယ်အရန်လိုချင်တယ်ဆိုလို့ရှိရင်ကိုမ message မတော့မေးလိုက်ဗျာကိုမမမေးနဲ့ အဘဘလို့ဆိုတော့သူတို့ကိုကသူတို့ရဲ့ခိုင်ပဲမဖြစ်တော့အဲ့လိုမဟုတ်တယ်မျိုးကျွန်တော်ကျွန်တော်တော်တော်လေးရှောက်ရပါတယ်ကျွန်တော်အော်တော်တော်တန်ပါတယ်အော်သူတို့ကလူတွေရဲ့ကျွန်တော်တို့လူလူလူရဲ့အားနည်းမှုကျွန်တော်လူလူရဲ့ဟိုဘယ်လိုမှအဲ့လိုမျိုးမသိရတဲ့နိုင်ငံသားမှဆိုလို့ရှိရင်ကျွန်တော်တို့ကပြောမှာဆိုဒီနိုင်ငံသားတွေမှာဆိုတော့တော်တော် like ဆိုတဲ့ဟာတွေကျွန်တော် comment ဆိုတဲ့ဟာတွေ follower လောက်တာတွေတကယ်ကြီးကိုကိုယ့်အတွက်အကျိုးရှိမှတကယ်ကြီးကိုကိုယ့်အတွက်ဟိုဘယ်လိုမှအာရတာဖြစ်မှတကယ်ကြီးကိုယ့်အတွက် entertainment ဖြစ်မှတကယ်လို့ like တွေဝါလောက်တာ ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကိုကျွန်တော်နိုင်ငံမှာ follower အမီလီယံနဲ့ချီတဲ့ဟာတွေလည်းအများကြီးကျွန်တော်တကယ်ရည်ရတဲ့ဟာသားတွေလည်းရှိပါတယ်ကျွန်တော်အောက်လုံးနေနဲ့ပြက်ပြီးလုပ်နေတဲ့ဟာသားတွေလည်းကျွန်တော်တကယ်ဟို professional ကြကြလုပ်နေတဲ့လူတွေအကုန်လုံးလေးစားပါတယ်သူတို့ပြောတာမဟုတ်ပါဘူးဟိုဖြန်တန်းနည်းနဲ့လိုက်ပြီးတော့လိုက်ရဖို့အတွက် comment ရဖို့အတွက်အားရှောက်လုပ်ချင်တယ်လို့ပြောချင်တယ်ပြောအဲ့လိုဟာတွေကိုလို့လုပ်ချင်တယ်ကျွန်တော်ပြောချင်တာပါအဲ့လိုဟာတွေကတော့ကျွန်တော်တို့ကတွေ့ block လိုက်တယ်ဗျာသူကဒီအကားတစ်ခုတည်းဟိုဒီတချင်းတစ်ပုတ်တည်းဟိုဒီဒီတူတော်တစ်ခုတော့ဒီတော်တော်တစ်ခုတည်းဆောင်းတာ block လိုက်အဲ့အကုန်လုံး block လိုက်ဘာကုတ်အကျိုးမရှိဘူး ော်အဲ့လိုမလို့ကျွန်တော်အကျိုးရှိတဲ့ဟာတွေကိုယ့်အတွက်တကယ်ဘဝအတွက်ပညာရမယ့်ဟာတွေအလကား tip တွေရနေတဲ့နေရာမှာဗျာဘာလို့အဲ့လိုပတ်သက်နေပုံကအခုကလည်းအကောင်လုံးကလည်းဟိုလူကလည်းတင်တန်းဖွင့်ဒီလူကလည်းတင်တန်းဖွင့်တင်တန်းအကောင်တင်တန်းဖွင့်တော်တော်တော့နားလဲပါတယ်ဘာလို့လဲခင်ဗျားတို့လည်းပတ်သက်လိုချင်အားလုံးပတ်သက်လိုချင်ကြတယ်အဲ့လိုပတ်သက်လိုချင်ကြတော့ဘ ᱹ ုကိုညားရင်ကောင်းမလဲဘ ᱹ ုစီရနေပြီးတော့ဘ ᱹ ုယူရင်ကောင်းမလဲဆိုပြီးအကောင်လုံးကတွေးနေကြတယ်အဲ့လိုပုံစံမျိုးအဲ့လိုပုံစံမျိုးခက်ကြီးတဲ့မှာတော့ကိုကတော့ကိုအုံနောက်နဲ့ကိုစဉ်းစားပြီးတော့ motivation တွေသူက over motivation ပြောတဲ့ကောင်တွေဟာလည်းစဉ်းစားတယ် ။ဟိုဒီဟာတော့ဖြစ်နိုင်လားဖြစ်နိုင်ရရှိရလား။ဖြစ်နိုင်လို့ဆိုပွဲ black ဖြစ်နိုင်တဲ့ဟာကိုယူမဖြစ်နိုင်ဆိုပဲကိုယ့်အနောက်ကအလုံးလို့အဲ့ဒါမှကိုယ့်အနောက်ကအလုံးလုံး။အဲ့ဒါမှကိုယ့်တော့ तू ပြောတဲ့အတိုင်း follow ရယ် like तू ပြောတဲ့အတိုင်းအောက်ကနေလက်ခုပ်တွေ like ဒီဟာမှန်တာပေါ့ဟိုလိုပေါ့ဒီလိုပေါ့အဲ့လိုအဲ့ follow နဲ့အဲ့ flow နဲ့အဲ့ပုံစံမျိုးတွားနေလို့ရှင်တော့အဆင်မပြေဘူး။အခုတို့ chart တွေပြဘာလို့ပြောမလဲ။အာထိုင်ပြီးပြောတင်တယ်ပြော။ဟိုဟိုတယ်မှာဖျက်လျှောက်ပြအိုးဒီမှာဖြတ်လျှောက်ပြဟိုကားတကားတွေဖွင့်ပြဒီကားတကားတွေဖွင့်ပြဟိုလူတွေလောက်ပြလူတွေကအထင်းကြီးဒီကောင်တွေကငွေတွေကချမ်းသာတာ ကျွန်တော်တို့မိဘတွေကဒီကောင်းလေးအတွက်စူးစမ်းပေးခဲ့တယ်။ကျွန်တော်တို့မိဘတွေကဒီကောင်းလေးအတွက်ချမ်းသာပြီးစူးစမ်းပေးခဲ့တယ်။ကျွန်တော်တို့မိဘတွေကကျွန်တော်တို့အတွက်စူးစမ်းပေးခဲ့တယ်။ဒါပေမဲ့မဖြစ်ခဲ့တာ။ဒါကိုကျွန်တော်ကနားလေပြောကိုယ်လည်းကြားရင်ငါမိကျွန်တော်တို့နိုင်ငံတသက်တာတစ်ခုအောင်ရှိတယ်။ငါမိဘတွေမချမ်းသာတာပြဿနာမဟုတ်ဘူး။ဒါပေမဲ့ငါချမ်းသာဖို့လိုတယ်။အဲ့ဒီတသက်နာရှိတယ်နော်။အဲ့ဒီတသက်နာအတိုင်းပဲကျွန်တော်တို့သွားမှာ။မိဘတွေကျွန်တော်ပြစ်တယ်။ဒီကောင်းလေးကကျတော့ရှင်မများတယ်နေလာတဲ့ကောင်ဘာအပူမှမရှိဘာအလို့ဆိုဘာဒုက္ခဆိုဘာမှမသိတဲ့ကောင်ပြောတယ်ပြောလို့ရတယ်။ ကြွယ်ချင်တိုင်းကြွယ်လို့ရတယ်ပြောချင်ပြောကြွယ်ချင်တိုင်းကြွယ်ကြွယ်ပစီသူတို့ကလည်းနားလိုက်သူတို့ follow ကျွန်တော်တို့နောက်ကျွန်တော်တို့ follow လိုက်လို့မရကျွန်တော်တကယ်လက်တွေ့ကြတဲ့နေဟာကိုပဲကျွန်တော်ယူရမှာအဲ့ဒါလေးလည်းကျွန်တော်ပြောချင်တယ်အဲ့ဒါလေးကလည်းကျွန်တော်ကဒါဘုဟုတ္တနဲ့ပြောတာအဲ့ဒါနိုင်နိုင်ရောင်းတဲ့ကိစ္စတွေပါမပါဘူးပေါ့နော်ကျွန်တော်တွေးကြုံနေရတယ်ဟုတ်ဖြစ်တယ်ဟုတ်တယ်ညနေကျွန်တော်ဒါပြောလို့ပေါ့အာဈေးထဲမရေးခိုင်းဘူးလို့ဆရာဟိုလိုဒီလိုအဲ့ flow တွေပေါ့ကိုယ့်ဘာကိုလို့ကိုယ့်ဘာကိုဖောက်နောက်တစ်ခုနောက်တစ်ခုနောက်တစ်ခုဒါစကားကြုံလို့ဒါပြောပါပြောသူရှိကြည့်တယ် ူကလည်းလေးလှုပ်လို့အောင်မြင်သွားတယ်ဗီဒီယိုလေးတွေရိုက်နေတဲ့ပိုင်းနဲ့ blog တွေရိုက်နေတဲ့ follower တွေများတယ် view တွေရ motivation တွေရှောက်ပြီးတော့ AC ဒူးနဲ့ပြီးတော့ video တွေတင်ပြီးတော့ပတ်စံတွေရနေတဲ့ကောင်တွေရှိတယ်အဲ့လိုကောင်တွေကျတော့စကားကြီးတယ်ဘယ်တော့ပါထပ်ပြောလဲဆိုတော့လက်ရှိအလောက်ကနေ top line wow စွန်စားပလိုက်ကိုလိုလှုပ်ပလိုက်ဒီလိုလှုပ်ပလိုက်သူများအလုပ်မလုပ်နဲ့ကိုပိုင်အလုပ်လုပ်လို့လို့လားအဲ့ဒါအဲ့လိုပုံစံမျိုးကိုကျွန်တော်ကနိုင်ငံတကာတက်တာလေးဆိုကျွန်တော်ဖတ်ပြီးတက်တာလေးကိုကျွန်တော်ပြောပြောချင်တာပေါ့အဲ့ဒါကျွန်တော်ပြောပြတယ်အဲ့ဒါကဘာလဲဆိုတော့ က်ဥတွေအားလုံးကိုချက်ချင်းနှောင်းတစ်ခုထဲမှာထည့်မထားပါနဲ့တဲ့ကျက်ဥတွေအားလုံးကိုချင်းနှောင်းတစ်ခုထဲမှာထည့်မထားပါနဲ့ချင်းနှောင်းနှလုံးခွဲပြီးထားပါကျွန်တော်တို့က advance လို့ပါမလူငယ်တွေဆိုစွန့်စားရမယ်စွန့်လို့ရမယ်စွန့်စားရမယ်စွန့်စားရတဲ့စိတ်စွန့်လို့ရတဲ့စိတ်လုံရဲတဲ့ကံရဲတဲ့စိတ်ရှိရဒါပေမဲ့ safe site 50 50 50တရားလုံးစွန့်စားလို့မရဘူး50ကိုတက်ဆစ်ဖြစ်မဲ့90ကိုတိန်တာဥနာကျုပ်ကျုပ်10လုံးရှိရဆိုရင်ချင်းတစ်ခုထဲမှာကျွန်တော်9လုံးထည့်မယ်ဒီဘက်ချင်းတစ်ခုထဲမှာကျွန်တော်9လုံးထည့်ကျုပ်10လုံးကျုပ်10လုံးဒီ10လုံးကဒီ ီငါးလုံးကုံသွားတဲ့ပြဿနာမရှိဘူး web ဆက်အကြောင်းမရှိဘူးဒီငါးလုံးကုံသွားပါစေရင်းနိုင်ငါးလုံးဒီငါးလုံးကကိုဘွားအတွက် safe side တစ်ခုထားတာအဲ့တော့50 50ဒီမှာပြောလို့အဟိုလိုလောက်လိုက်ဒီလိုလောက်လိုက်ထွက်ပလိုက်ဒီလောက်ကနေမလွယ်ဘူးနော်ခင်ဗျာဒီအလောက်ကနေထွက်ပြီးတော့ခင်ဗျာနောက်ထပ်အလောက်ခင်ဗျာဝင်ဝဲလမ်းကြောင်းတစ်ခုပိတ်သွားတာနဲ့ခင်ဗျာနောက်ထပ်၃လအတွင်းမှာနောက်ထပ်အလောက်တစ်ခုရရင်ရခင်ဗျာလုတ်တဲ့အလောက်ကိုပဲအလောက်တစ်ခုအောင်မြင်အောင်မြင်မအောင်မြင်လို့ရှိရင်ခင်ဗျာ depression ဝင်သွားလိမ့်မယ်သူပြောတယ်လိုက်ယုံပြီးလုံးလို့မရခင်ဗျာဒီအလောက်မှာလုံးနေတဲ့အဆင်ပြေတဲ့ငွေကြီးအထိုက်အလျောက်တစ်ခုလည်းဖြစ်နေတယ် ဟုတ်ကဲ့ဦးကတိတ်တရာရှိတယ်ဟုတ်ပြီငါသိန်း90ကရင်းကြည့်မယ်ငါသိန်း90ကစိတ်ဆက်ကတော့ယူရမယ်သိန်း90ခင်ဗျအဆင်ပြေလို့ခင်ဗျအလုပ်အဆင် okay ွားတယ် fine ွားတယ်ဆိုလို့ရှိရင်တော့ခင်ဗျလုံရဲရှင်တရားဖြစ်သွားနိုင်တယ်ကိုယ်ပိုင်အလုပ်လုပ်နေတယ်ဖြစ်ပါလားအဲ့သိန်း90ကုန်သွားရင်ဘက်ကသိန်း90နဲ့ခင်ဗျနောက်ထပ်အလုပ်ထုရှားရအောင်တရားလုံးရင်းပြီးကုန်သွားရင်ခင်ဗျခြေပလာလက်ပလာဖြစ်သွားရင်ပို့ပြီးတော့ depression ဝင်လိမ့်မယ် depression လုံးဝတောင်းအောင်စူးစမ်းလာတော့လူတိုင်းစူးစမ်းလို့ရပါတယ်ချို့ချို့စူးစမ်းပြီးတော့မှမဖြစ်လာတဲ့အခါလို့ရှိရင်ပို့ပြီးတော့လူကစိတ်တက်ကြလူဆိုရလုံးနေကြအလုပ်တစ်ခုဟာ ငါဘာလို့မဖြစ်လာလဲငါဘာအဲ့ခါကျကျွန်တော်တို့အတွေ့ဘယ်လောက်ထိတွားလိုက်လဲဆိုတော့ဩငါတို့ဘွားတွေကဘွားပေးကုသိုလ်ကံမကောင်းလို့ပါဒီလိုပဲရှိမှာပေါ့လက်မှိုက်ချပါဘာမှဘွားပေးကုသိုလ်ကံဆိုတော့လုံးယူတာဟုတ်လားကျွန်တော်ပြောကံဆိုတော့လုံးလူကလုံးယူတာဘာဘိုးဘွားဟိုလိုဖြစ်လို့ဒီဘွားဒီလိုဖြစ်အဲ့စဉ်းစားမှာလက်ရှိပြဿနာတော့တက်တက်ကြည့်ပြီးတော့ကောင်းကောင်းဘာလုပ်ရင်ကောင်းမလဲဘယ်လိုလုပ်ရင်ကောင်းမလဲကိုယ်ပိုင် decision ဆိုပြီးတော့ဒီမှာ follow ရရင်မလိုက်နဲ့ပြောပါဗျာတရားခလုံးမစွန့်စားနဲ့ဘယ်အရာကိုမှ50 50ပဲလုပ်ပါအဲ့ဒါလေးပြောချင်ပါတယ်သူ motivation speaker တွေပြောတဲ့အနောက်အရင်ကြီးလဲ ဟိုလိုက်နေတာမျိုးတော့မကြိုက်ဘူးပေါ့အဲ့လိုပုံစံမျိုးဒါလည်းကျွန်တော်ကကြုံလို့ဘူဒ္ဓအနေနဲ့ကျွန်တော်စေတနာအရင်ခံတယ်ကျွန်တော်ယူသသားလေးကျွန်တော်ပြောပြတာပါအဲ့ကျွန်တော်ဒီလိုလုပ်လို့လဲကျွန်တော်လည်းအများကြီးပြောပါတယ်ကျွန်တော်ပြောတဲ့ကျွန်တော်ဘယ်တော့မှလေကျွန်တော် customer တွေကျွန်တော် follow လုပ်ခဲ့ပါတို့အဲ့ကျွန်တော်ဟိုလိုဘလိုတခါပဲပြောဘူးတယ်တခါပဲဗီဒီယိုတစ်ခုမှပြောပြောကျွန်တော်ပြောဘူးတယ်မှတ်မဲ့ရကျွန်တော်ဗီဒီယိုတွေရာနဲ့ချီပြီးတင်တယ်ကျွန်တော်တခါပဲပြောဘူးတယ်ဟိုဗီဒီယိုတွေတော်တော်ရာနဲ့တော်တော်များနေပဲကျွန်တော်တော့ဆောက်ရီဗီဒီယိုတွေတင်တာ တခါပြောပြီးကျွန်တော်နိုင်နဲ့ပတ်သက်လို့ရှိရင်နိုင်နဲ့အကြောင်းနဲ့ပတ်သက်လို့ရှိရင်စိတ်ဝင်စားလို့ရှိရင်ကျွန်တော် follow လုပ်ခဲ့ပေးပါတခါပြောပြီးဗီဒီယိုတိုင်းမှာဘယ်တော့မှကျွန်တော်အဲ့ like follow တောင်းစားကျွန်တော်မလုပ်ဘူးပြောရကျွန်တော်မလုပ်ကျွန်တော်တကယ်နှစ်ကြိုက်တယ်ရင်းနေရနေပြီးကျွန်တော်ဗီဒီယိုသဘောကျတယ်ဆိုတော့ auto နှိပ်ခဲ့မှာလူကစွဲငင်အားရှိတယ်လူဆိုတာလူတယောက်နဲ့တယောက်နဲ့သဘောကျတယ်နှစ်ချိုက်တယ်ဆိုရင်စွဲငင်အားရှိတယ်အဲ့စွဲငင်အား auto သွားတယ်အဲ့လက်က auto သွားတယ်အဲ့ဒီအသိစိတ်က auto သွားတယ်အဲ့လိုပုံစံမျိုးနဲ့နှိပ်ခဲ့ပြီးတဲ့ ကျွန်တော် follower တွေကြီးပဲကျွန်တော်သဘောကျလို့ပေးခဲ့တဲ့ like အသေးတွေပဲဟိုလိုတောင်းပြီးမှယူရတဲ့ဟာတွေမဟုတ်တဲ့အတွက်စောင့်ရမ်းတန်ဖိုးရှိကြည့်ရစင်းနေတယ်မှာလေကျွန်တော်ကခင်ဗျာကိုပြောပါဘိုင်ဘိုင်